အားလုံးပဲမင်္ဂလာပါယနေ့အတွက်ထူးခြားတဲ့မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုပြည်အောင်မင်းစီစီပြသထားတာပါ။အဲတော့ကျွန်တော်တို့ဟိုခုနကကျွန်တော်စီရီယမ်ဆိုတဲ့ကိစ္စကြီးကျွန်တော်ပြောခဲ့တာရှိပါတယ်။ဆိုတော့စီရီယမ်ဆိုတဲ့ကိစ္စတွေမှာလူတွေကမသိကြဘူး။ဒီစီရီယမ်ဆိုတဲ့ဇလန်းကြီးကခမရတို့အခု2021အခင်းကြီးကြီးပေါ်လာမှမဟုတ်ဘူး။ဒီကိစ္စကိုသွားဖို့အတွက်ကဂျင်းရှက်ဆိုတာရှိတယ်။ဂျင်းရှက်ကကျွန်တော်တို့ဟုတ်လားဒီကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်မှာ အဲကျွန်တော်တို့ထိုင်းမှာရှိသေးကိုပေါ့ဗျာဒီဂျေးရှက်ကသူ့ရဲ့ကျွန်တော်တို့ဟလာဟိုဘလူးခေါ်မလဲဟိုအစိုးရတခုကိုဖြုတ်ချဖို့အတွက်ဘလူးနီလန်းနေအုံပြုတ်ရမယ်ဆိုတာကိုအဲ့ဒီအတိုက်ခံနိုင်ငံရေးသမားတွေကိုအဲ့ထိုင်းနယ်စပ်မှာရှိတဲ့ဒီဟလာဟိုဒုက္ခသည်စခန်းနေမှာစနစ်တကျလာပြီးတင်ပေးတာဂျင်းရှက်ဆိုတဲ့ပုံကအဲ့ထဲမှာ CDM ဆိုတဲ့ movement ပါတယ် Civil Disobedient Movement တော့ပြောရရင်တော့ဗျာ ဟို तू ကတော့ဆူဆူလိုတာပေါ့အချမ်းမဖတ်လှုပ်ရှားမှုနဲ့အစိုးရတစ်ဖွဲ့ကိုဖြုတ်ချခြင်းဆိုတဲ့သူရဲ့တင်ကန်းစာပေါ့ဒါမှဒါပေမဲ့သူက CDM ဆိုတဲ့နောက်မှာအချမ်းမဖတ်လှုပ်ရှားမှု CDM ကတော့မှန်တယ်အချမ်းမဖတ်လှုပ်ရှားမှုဖြစ်ပေမဲ့ DCM ဆိုတဲ့နောက်မှာလက်နက်နဲ့ချိန်းချောက်တဲ့လှုပ်ရှားမှုတစ်ခုကပါနေမင်း CDM မလို့မင်းကိုတတ်ပြစ်မယ်ဆိုတဲ့ချိန်းချောက်မှုကအရင်ဝင်တာမြန်မာနိုင်ငံမှာဒါအားလုံးသိရတဲ့အတိုင်းပဲ2021စပြီးတော့တပ်မတော်ကအာဏာထိန်းစင်မှာတစ်ဖက်မှာရှိတဲ့ဟလာအတိုက်ခံအုပ်စုတွေက CDM လုတ်တယ် CDM လုတ်တဲ့အဆင့်အထိကိုထားလိုက်ဟုတ်ပြီမင်းတို့ဒါဘယ်လိုခေါ်မလဲ non violence movement ပေါ့အကြောင်းပြတ်လှုပ်ရှားပြရဒါပေမဲ့ CDM မလုတ်တဲ့လူတွေတစ်ဖက်မှာလိုက်တက်တယ်ဟုတ်လားဆရာဝန်တွေကိုတက်တယ်ကျောင်းဆရာတွေကိုတက်တယ်ဟုတ်လားဘုန်းကြီးတွေကျန်တဲ့ဟုတ်လားအမျိုးမျိုးပေါ့ဗျာရုံးဝန်ထမ်းတွေအများကြီးတက်ခံရတယ် CDM မလုတ်လို့ဆိုပြီး तू က CDM ကတော့မှန်တယ် non violence movement ဆိုပေမဲ့အဲ့ CDM ကိုမလုတ်ရင်တက်ပြရမယ်ဆိုတဲ့မူဝါဒနဲ့တူသွားတာအဲ့ဒီမှာ CDM လုတ်သွားတဲ့ လူတွေတော်တော်များများဟာလက်ရှိအနေအထားမှာသူတို့စီဒီယံလုံးမိတာမှားပြီဆိုတဲ့ဟာကိုထုတ်မပြောရဲလောက်အောင်ကိုသူတို့အမားကြီးတွေနဲ့ရင်ဆိုင်နေရတယ်။နော်စီဒီယံလုံးလို့ဟာလာတက်မရော်နေစီဒီယံလုံးသွားတယ်အခုထိုင်းနိုင်ငံမှာစားရမယ့်တောက်ရမယ့်ဖြစ်နေကြတယ်။အဓိကအဖြစ်တော့မဲဆောက်မှာပေါ့ဟာလာဒီဘက်မှာတက်မရော်တို့ဟာလာဒီရဲတပ်ဖွဲ့တို့မှာဒီမှာနေတော့ ဘုံတိတ်ခါရှိရှိနေရတယ်ကိုအဆောင်နေကိုလိုင်းကန်းနေနေကိုပေါ့အေးစေးနေရတယ်လူလူသူနေရတယ်ဒါပေမဲ့ CGI ကြီးလှုပ်လိုက်ရင်တော့ငါတို့တော့ဘယ်နိုင်ငံဘယ်နိုင်ငံတော့ရောက်မှာပဲဟိဆိုတဲ့မျောလင်းချက်နဲ့လည်းဖြစ်ရင်ဖြစ်မယ်အမှန်တကယ်နိုင်ငံကြီးယုံကြည်ချက်လောက်ပဲရဲကြောင်လည်းဖြစ်ရင်ဖြစ်မယ် CGI လှုပ်သွားကြတယ်အခုထိုင်းနိုင်ငံမှာတချို့ဆိုလို့ရှိရင် တချို့ဟလာအမျိုးသမီးလေးတွေဆိုရင်တကယ်ဟလာတကယ် red house တွေကိုရောက်ကုန်တယ်တချို့ဆိုလို့ရှိရင်အိုဘလူးခေါ်မလဲလမ်းဘေးမှာတည်တဲ့လူတွေတောင်ရှိလာတယ်။ဒါမျိုးတွေပေါ့စီဒီယန်နဲ့ပတ်သက်ပြီးတော့အဲ့ဒီမှာပြီးခဲ့တဲ့ရက်က စီဒီယန်နဲ့စီဒီယန်လုတ်ခဲ့တဲ့ဆရာဝန်မတယောက်အဓိကမင်းကင်းပါဗောနော်မင်းကင်းပါမင်းကင်းစေးရုံအုပ်လေးလုတ်ဘူးတယ်သူကမင်းကင်းစေးရုံအုပ်လုတ်နေရနေပြီးတော့သူကအဲ2021အခင်းချင်းကြီးမှာစီဒီယန်လုတ်ပြီးတော့တစ်ဖက်မှာရှိတဲ့ပြောရလို့ရှိရင်ဟလာတဘုံလေးနဲ့သွားပေါင်းနေပေါ့ဗျာဒါတဘုံလို့ပဲခေါ်ရမယ်เนาะတဘုံလေးနဲ့သွားပေါင်းနေသွားပေါင်းနေအထီတော့သူကအဆင်ပြေပြေနေလိမ့်မယ်ဘာကြောင့်ကျွန်တော်တို့ကတချို့ကိစ္စတွေမှာဟလာဒေါက်တာတန်းထွန်းပြောခဲ့တာရှိတယ် တမိုင်းတင်တယ်ဆိုတာမအအောင်တင်တာလို့ပြောခဲ့တာရှိတယ်။အဲ့တော့တမိုင်းမှာရှိတဲ့အချက်လက်တွေရှိတယ်။တမိုင်းမှာထားပါတော့ဟုတ်လားကျွန်တော်တို့ဒီမြောက်ပိုင်းအရေးခင်းပေါ့နော်။မြောက်ပိုင်းကျွန်တော်တို့88မှာအဲကျွန်တော်တို့မြောက်ပိုင်းလူသက်မှုကြီးမြောက်ပိုင်းမှာဟိုပြောရရင်လူသက်မှုအကြီးကျယ်ဖြစ်ခဲ့တယ်။ကျွန်တော်တို့နဲ့နိုင်ငံရေးလှုပ်ဖော်ကင်ဘက်ဟုတ်လားအခုဒေါ်ချိုချိုကျော်ငင်းရဲ့မွေးစားသားမောင်မောင်ကျွယ်တို့တောင်ပါခဲ့တယ်။မောင်မောင်ကျွယ်တို့ရရက်ဆက်ဆက်တက်ခံခဲ့ရတယ်။နော်။ဆိုတော့ဒါတွေကတမိုင်းနေဖြစ်သွားပြီမြေဒီတမိုင်းနေကို တိထားသေးနေဆိုတော့ဘာကြောင့်လဲဆိုတော့နိုင်ငံကြီးလုတ်ခဲ့ရင်တော့မအအောင်လို့ကျွန်တော်တို့ကပြောတာနော်ဒီမှာဟလာဟိုဘကပတော့ဆိုလို့ရှိရင်လေဟလာဘကပတွေအုပ်ချုပ်တော့ဆိုလို့ရှိရင်လေဒီလိုပဲနောက်ဆုံးမှာအချင်းချင်းနေဟလာလူဆိုရင်ဂျင်းနွားဆိုရင်ဟင်းလဲဆိုရင်ထင်းဆိုပြီးတော့နောက်ပိုင်းမှာသူတို့စစ်ရှုံးလာတဲ့အခါမှာအချင်းချင်းတွေပြန်တက်လာကြတာပဲနော်ဒီဟလာဒီဒီကျွန်တော်တို့ဒီ ABD ရဲ့မြောက်ပိုင်းလူတက်မှုကိုလည်း ဒီလိုပဲနောက်ပိုင်းရှုံးလာတဲ့အခါမှာအချင်းချင်းတွေပြန်တက်တာတွေဖြစ်လာတာအဲ့ဒီဒီမင်းကင်းမှာရှိတယ်ဒါပြီးခဲ့တဲ့ရက်ပိုင်းကဒါအားလုံးကြည့်လိုက်ရလိမ့်မယ်နော်ဒီပြောရရင်တော့သူတို့ဘက်ကတော့ CDM ခေါ်တာပေါ့အဲ Civil Disobedience Movement ပေါ့ကျွန်တော်ဒီဘက်မှာကြတော့ဒီလိုမဟုတ်ဘူးဒီဝန်ထမ်းတွေဟာ Disloyalty ခေါ်တာပေါ့ပြောရလို့ရှိရင်တစ္ဆာမဲ့တဲ့ဝန်ထမ်းပေါ့နော် Disloyalty Civil Service ခေါ်တာပေါ့တစ္ဆာမဲ့တဲ့ဝန်ထမ်းလို့ခေါ်တယ်ဒီဘက်ကတော့သူ့ဘက်ကအသုံးတော်တာဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကနိုင်ငံတော်မှာရှိတဲ့ဝန်ထမ်းတွေဟာနိုင်ငံဝန်ထမ်းတွေဖြစ်တယ်။သူတို့ကအစိုးရဝန်ထမ်းတွေမဟုတ်ဘူး။အဲ့တော့နိုင်ငံဝန်ထမ်းတွေဟာအလံကိုင်ပြီးတစ္ဆာပြုထားတယ်။နော်ပြီးခဲ့တဲ့ရက်ပိုင်းကဒီကျွန်တော်တို့ဇီးပင်ကြီးထင်တယ်ဇီးပင်ကြီးဘုံဝန်ထမ်းတက်ကတော်ကိုဘုံမူကြီးသွားတဲ့အခါမှာလည်းအဲ့လိုပြောခဲ့တာရှိတယ်။ခမရတို့နောက်တစ်ခုကကျွန်တော်တို့ဂျာမာဟုတ်လားဝန်ထမ်းတွေကနိုင်ငံရေးမလုပ်ကြဘူးပါတီနိုင်ငံရေးမလုပ်ကြဘူးဆိုတဲ့ဇကားပေါ်မှာတချို့ကနားလည်မှုလွဲနေရလေရှိတယ်။ဝန်ထမ်းတွေကပါတီနိုင်ငံရေးလုပ်မယ်သူထားတော်တော့ဗျာဥမာကျွန်တော်က ထာဝန်တန်းတယောက်ဖြစ်တယ်ကျွန်တော်ပါတီနိုင်ငံရေးလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်ရဲ့အလုပ်တွေပေါ်မှာအဲ့ပါတီရဲ့လွှမ်းမိုးမှုရှိနေတယ်ဒါကိုပြောတာနိုင်ဝန်တန်းနေနိုင်ငံရေးမလုပ်အောင်လို့ပြောတာမဟုတ်ဝန်တန်းတိုင်းမှာနိုင်ငံရေးခိုင်မြဲရှိရလူက man is the political animal ဆိုပြီးတော့ဟလားဘိုးကျောင်းအောင်ဆန်းပြောခဲ့တာလူဟာနိုင်ငံရေးတရဝါဖြစ်တယ်လို့ပြောခဲ့တာလူတိုင်းကသူတို့ရှိမှနိုင်ငံရေးခိုင်မြဲချက်တော့ရှိကြမှာဒါပေမဲ့နိုင်ငံရေးခိုင်မြဲချက်နဲ့ပါတီနိုင်ငံရေးနဲ့မတူဒါကြောင့်မို့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့အကြီးအကဲတွေအစဉ်ဆက်ပြောခဲ့တာဝန်ထမ်းတွေကပါတီနိုင်ငံရေးကင်းရှင်းရမယ်လို့ပြောခဲ့တာနိုင်ငံရေးကင်းရှင်းရမယ်လို့ပြောခဲ့တာမဟုတ် အပြီးခဲ့တဲ့ရက်ကလည်းဘုံမှုကြီးသာဂျီဘီဂျီဘီကြီးမှာရှိတဲ့ဘိုးဝန်တန်းတက်ကတူလေ့ကျင့်ရေးအကြောင်းပေါ့နော်အဲ့ကိုသွားတဲ့အခါမှာလည်းသူဒီလိုပြောခဲ့တယ်ဝန်တန်းတွေကပါတီနိုင်ငံရေးကင်းရှင်းရမယ်နိုင်ငံရေးအယောင်သွေးလို့ရှိရမှာပေါ့ဗျာကိုနိုင်ငံရေးခိုင်ယူချက်တော့ရှိတာပေါ့ကွန်မြူနီကိုကြိုက်ရင်ကြိုက်မယ်အရေးရှင်ဝါဒကိုကြိုက်ရင်ကြိုက်မယ်ဆိုရှယ်လေးဝါဒကိုကြိုက်ရင်ကြိုက်မယ်ဒါကတော့ရှိရမှာလူတိုင်းမှာရှိတယ်အဲမဲပေးတဲ့အခါမှာကိုကြိုက်တဲ့ပါတီကိုပေးရမှာဖြစ်ပေမယ့်သူ့ရဲ့လောက်ကန်ဆောင်ရွက်မှုတွေမှာပါတီနိုင်ငံရေးအစွဲတွေမထည့်ရဘူးလို့ဒါမျိုးပြောခဲ့တာပေါ့နော်အဲ့တော့ထားလိုက်ဒါကဂျုံလို့ပြောပြအဲ့တော့ဝန်တန်းတွေဟာ နိုင်ငံတော်ပေါ်မှာတစ္ဆာရှိရမယ်နိုင်ငံတော်ကိုအလုပ်ကျွေးပြုရမယ်လို့အလံကင်ပြီးတော့တစ္ဆာပြုဆိုခဲ့ကြတာနော်တစ္ဆာဆိုခဲ့တာအဲ့တော့နိုင်ငံတော်မှာအလုပ်ကျွေးပြုနိုင်ငံတော်အလုပ်ကျွေးပြုရမယ်ဆိုတဲ့အနေမှာဘာလဲဆိုတော့အဓိကအပြင်နိုင်ငံတော်ကြီးကတော့အများတန်းတည်နေမယ်ဒါပေမဲ့အစိုးရအဖွဲ့တွေပြောင်းလဲနေမယ်အဲ့တော့ဝန်ထမ်းတွေကနိုင်ငံတော်ကိုအလုပ်ကျွေးပြုရမယ်ဒါပေမဲ့နိုင်ငံတော်ကိုအလုပ်ကျွေးမပြုဘဲနဲ့တဘုံဘက်ပေါင်းပြီးတော့ဟုတ်လားနိုင်ငံတော်မှာရှိနေတဲ့ကိုယ့်ရဲ့တစ္ဆာဆိုထားတဲ့တစ္ဆာကိုပြက်ပြီဆိုရင်အဲ့ဝန်ထမ်းကို dis reality civil service လို့ခေါ်တယ်။တစ္ဆာဖောက်ဝန်တန်းလို့ခေါ်တယ်။တစ္ဆာဖောက်ဝန်တန်း။အဲ့ဒီမင်းကင်းကဟာလာဒီဆေးရုံအုပ်ကြီးပေါ့နော်။ဆေးရုံမလုပ်ခဲ့ဘူးတဲ့။ဆရာဝန်ခင်သူသူလွင်ဆိုတာကသူကဟာလာပြောရရင်တဘုံကိုပဲဆေးကုပေးမယ်။ဟေးကြံတဲ့လူတွေကိုမကုပေးဘူးဆိုပြီးတော့နိုင်ငံတော်ကိုတစ္ဆာပြုခဲ့တဲ့တစ္ဆာကိုဖောက်ဖျက်ပြီးတော့တဘုံနဲ့တော့ပေါင်းတယ်။နော်တဘုံနဲ့တော့ပေါင်းတယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့ပထမပိုင်းတော့အဆင်ပြေနေလိမ့်မယ်။ နော်ပထမပိုင်းတော့အဆင်ပြေတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ဘာဖြစ်လာလဲဆိုတော့သဘုံဟာသဘုံပဲကျွန်တော်ပြောချင်တာနော်သဘုံဟာသဘုံပဲခုနကျွန်တော်ပြောသူဆရာကြီးဒေါက်တာတန်းတော်ပြောခဲ့သူတမိုင်းတင်တာမအအောင်ဆိုတဲ့အတိုင်းပဲတမိုင်းကိုပြန်ကြည့်ကြည့်လိုက်သဘုံဟာနောက်ဆုံးတော့သဘုံပုံစံပဲချိုးတာပဲဘာကဘာကွန်မြူနတီသူတို့ကိုထောက်ပံ့ခဲ့တဲ့လူတွေကိုနောက်ဆုံးမှရိုက်တတ်တာပဲဖက်လိုက်လက်လဲမျိုးတုံးနဲ့ရိုက်တတ်တာပဲကိုချင်းကိုဒူးခိုင်းပြီးတော့နွားတွေကြတော့ဟင်းအတွက်သိမ့်နေလဲတွေကိုကြတော့ထင်းပြအသုံးပြတယ်နောက်ဆုံးရှုံးလာတဲ့အခါမှာသဘုံဟာသဘုံပုံစံဖြစ်တာပဲအခုလက်ရှိမှာ PDF အုပ်စုတွေအဓိကအညာ PDF တွေကတစ်ဖက်မှာရှိတဲ့ KIA တို့ TNL တို့ MNDA တို့ရှိကအကူအညီတွေမရတဲ့အခါမှာဒီဘက်ကတက်မတော်ဘက်ကလည်းစီရေးတွေဖိလာတဲ့အခါမှာရှုံးလာရှုံးလာတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့အချင်းချင်းဒလန်လို့ခေါ်ပြီးတတ်ကြတာပဲဒီဆီယာမာကြီးကိုပွင့်လင်းပြောရရင်တော့သူတို့ဘက်ကအကြောင်းပြတာတော့အကျွေးတွေပြန်မဆက်လို့လို့ဟုတ်လားတနက်တက်လက်ပြန်မပေးလို့လို့အကြောင်းပြမယ်ဒီဆီယာမာကြီးကနောက်ပိုင်းဒီ PDF တွေရဲ့အကြောင်းကိုသိလာတဲ့အခါမှာ တက်မတော်နဲ့ဆက်သွယ်တာတွေရှိရင်ရှိလာလိမ့်မယ်ဒါပေမဲ့သဘုံဟာသဘုံပဲနောက်ဆုံးသဘုံပုံစံချိုးသွားတာပဲနော်အဲ့မှာကျွန်တော်စာလေးတစ်ခုဖတ်လိုက်ရတယ်တော့ဘလို့ရေးထားတယ်တစ္ဆာဖောက်လောက်ကောင် DCS တို့ရဲ့သွားရလမ်းနဲ့ DCS ဆိုတာတစ္ဆာဖောက်ဝန်ထမ်းပေါ့ This reality civil service ခေါ်တာပေါ့နော်တစ္ဆာဖောက်တို့ရဲ့သွားရလမ်းမယ်နိုဝင်ဘာ30ရက်ကတဲ့မင်းကင်းမြို့နယ်ပအဖပအဖတို့ပကဖတို့ဆိုတာကျွန်တော်ပြောဦးမယ် အဲ့ဒီဒေတာကနေထွက်ပြေးလာတဲ့လူတွေကျွန်တော်တို့ဘာပြောလဲပါကာဖာတို့ပါအာဖာတို့ပါအာဖာဆိုတာဗျာပြည်သူအုပ်ချုပ်ရေးအဖွဲ့ပေါ့ပါကာဖာဆိုတာအပြည်သူကိုယ်ကဲအဖွဲ့အပြည်သူပါလာဖာဆိုတာပြည်သူလုံခြုံရေးအဖွဲ့ပေါ့အဲ့ဒီထဲမှာပါနေတဲ့လူတွေအားလုံးကအဲ့ရွာမှာဆိုလဲရွာလူမိုက်တွေရွာမှာရှိတဲ့အယက်သမားတွေဘိန်းစားတွေကိုလက်နက်တပ်စင်ပေးထားတာ အဲ့ကောင်တွေကိုဒီဇော်ဝေဆိုးတို့ကနေပြီးခုနပြောတဲ့နာမည်တက်ထားတယ်။မင်းတို့ကပြည်သူလုံခြုံရေးအဖွဲ့ဖြစ်တယ်။မင်းတို့ကပြည်သူအုပ်ချုပ်ရေးအဖွဲ့ဖြစ်တယ်ဆိုပြီးတော့အဲ့ဘိန်းစားတွေအယက်သမားတွေကိုလဲရောလက်နက်ထည့်ပြီးတော့အဲ့ဒီတားမှာရှိတဲ့သူ့ပြည်သူကိုပြန်နှိပ်စက်ခိုင်းတာလား။အဲ့တော့ဘိန်းစားအယက်သမားဟာသူတို့ကဘလောက်ကြီးပဲဗာကြီးပဲဖြစ်နေနေသူတို့အတိကဘိန်းစားအယက်သမားအတိပဲရှိတယ်။နော်အဲ့တော့သူတို့ကဆရာဝန်လည်းတန်ဖိုးထားတာကောင်းမှန်းသိမှာမဟုတ်ဘူး။ကျောင်းဆရာကိုလည်းတန်ဖိုးထားတာကောင်းမှန်းသိမှာမဟုတ်ဘူး။နော်အဲ့တော့သူတို့ရဲ့တန်ဖိုးကဘာလဲဆိုတော့ ူတို့ကြိုက်တာလုံးမယ်ဆိုရဟာဒီပုံမှာတူတာအဲ့မှာသူရေးထားတာဘလို့ရေးထားဆိုလွန်ဝင်မှာ30ရက်ကမင်းကင်းမြို့နယ်ပအဖအကျန်းဖက်တာဝန်ခံဟောင်းဖြစ်တဲ့မင်းကင်းစေးရုံအုပ်လုပ်ခဲ့ဘူးသူတစ္ဆဖောက်လောက်ကောင် DCS ဆရာဝန်ခင်တူတူလင်ကိုတဲ့မင်းကင်းမြို့နယ်ပလာဖပလာဖကခုနကပြောနော်ပလာဖအကျံဖတ်အဖွဲကအင်အားတုံးပြီးလူမဆန်စွာအကျံဖတ်ဖမ်းဆီးခဲ့တာကိုအားလုံးမြင်ခဲ့တဲ့မြင်တွေ့တဲ့အတိုင်းပဲဖြစ်ပါတယ်တဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး NUG အဖွဲ့ကတော့စက်ကြီးကောက်လို့ရတဲ့ငွေ3000ကျော်နဲ့ AK47 တနက်တလက်ကိုပြန်မဲ့လို့ဖမ်းတာဆိုပြီးပြောဆိုထားပါတယ်ဒီပြစ်စင်ကိုကြည်ချင်းအဖြစ် NUG သူကရေးထားတော့ NUG PDF ပတ်သုံးလုံးအကြမ်းဖက်တွေကတစ္ဆာပေါက်လောက်ကောင်တွေအပေါ်မှာဘယ်လိုမျိုးသဘောထားလဲဆိုတာသိနိုင်တယ်တဲ့ပညာတက်ဖြစ်ပြီးလူအသက်တွေမကျမ်းမာသူတွေကိုကယ်တင်စောင့်ရှောက်ရမယ်အစားအသိဉာဏ်ကင်းမဲ့စွာနဲ့မှန်တယ် ကိုကနိုင်ငံတော်မှာအလံကိုင်းတစ္ဆာပြုပြီးတော့နိုင်ငံတော်မှာရှိတဲ့နိုင်ငံသားတွေရဲ့ကျမ်းမာရေးကိုစကားဝဲစောင့်ရှောက်ပေးပါမယ်လို့တစ္ဆာခိုင်းထားပေမဲ့နောက်ဆုံးမှာဟလာဒီလူကတော့တက်မလို့ထောက်ခံတဲ့လူငါမကုတ်ငါမကုတ်ပေးနိုင်ဘူးဟာဒီလူကတော့ NLD ကိုထောက်ခံတဲ့လူငါကုတ်ပေးမယ်ဆိုပြီးတော့ပြည်သူပြည်သားကြားမှာကိုဆိုထားတဲ့တစ္ဆာကိုမထောက်ပဲနဲ့ဟလာ နိုင်ငံရေးအယောင်သွေးဝင်သွားပြီးတော့ဆိုထားတဲ့တစ္ဆာဖောက်ဖျက်တဲ့အတွက်အခုခံရပြီအခုခံပြီဒါက လိုင်းပေါ်တက်လာတဲ့ဘူးစီကိုကျွန်တော်တို့မြင်လို့ဒီကိစ္စကိုသိတာအဲ့ case အဲ့လိုမျိုးလိုင်းပေါ်မတက်လာတဲ့ case မျိုးဘယ်လောက်အထိရှိတယ်လဲဆိုတာကျွန်တော်တို့မပြောနိုင်ခင်ဗျာစဉ်းစားကြည့်နော်ခင်ဗျာစဉ်းစားအဲ့ဒါကြောင့်ပြောရရင်တော့ကျွန်တော်တို့ဝန်တန်းနေတည်ဖို့ကကိုဟာနိုင်ငံတော်အလုပ်ကျွေးပြုနေတယ်ဆိုတာကိုသိဖို့လိုတယ်အဲ့နိုင်ငံတော်အလုပ်ကျွေးပြုတဲ့အခါမှာတက်လာတဲ့အစိုးရရဲ့မူဝါဒအတိုင်းလုပ်တာ ကိုလှုပ်ချင်တာလှုပ်လို့မရဘူးဗျာနိုင်ငံတော်အလုပ်ကြီးပြုတယ်ဆိုရင်အဲ့တော့ဒါဟာအစိုးရအလုပ်ကြီးပြုတာမဟုတ်အစိုးရဆိုတာလည်းမူဝါဒတွေချမှတ်တယ်ဆိုတာသူ့အတွက်ချမှတ်တာမဟုတ်ဘူးနိုင်ငံတော်မှာရှိတဲ့ပြည်သူပြည်သားတွေအတွက်ချမှတ်တာနောက်တစ်ခုကကျွန်တော်တို့ပြည်သူတွေဂျားထဲမှာဝင်နေတဲ့ဂျင်းကြီးတခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့အာဒီတက်လာတဲ့ဒီလောက်အောင်မှာမဆလာအစိုးရပဲဖြစ်ဖြစ်ဦးတန်းရွှေအစိုးရပဲဖြစ်ဖြစ်ဦးသိန်းစိန်အစိုးရပဲဖြစ်ဖြစ်ဟလာလက်ရှိဟလာဘုဂျုံမကြီးအစိုးရပဲဖြစ်ဖြစ်အာတိုင်းပြည်ကိုမွေးအောင်လုပ်နေတယ်ကျွန်တော်ပြောပြမယ်ဘယ်အစိုးရမဆို ကိုအုပ်ချုပ်နေတဲ့တိုင်းပြည်ကိုတိုးတက်အောင်လုပ်ကြတာပဲဒါပေမဲ့သူ့ရဲ့ဖီအားတွေပေါ်မူတည်ပြီးတော့တိုင်းပြည်ဟာသူတို့လုပ်တဲ့အတိုင်းဖြစ်တယ်လို့သူတို့လုပ်တဲ့အတိုင်းမဖြစ်တာရှိဥပမာပြဥသိမ့်စိန်လက်ထက်မှာဖီအားတွေတော်တော်များများလျော့သွားအဓိကပြစီဝါရေးပိတ်ဆို့မှုတွေအဲ့နိုင်ငံရေးပိတ်ဆို့မှုတွေဒါတွေတော်တော်တန်တမာရေးပိတ်ဆို့မှုတွေတော်တော်လျော့သွားတဲ့အတွက်သူဟာပြောရ100%မဟုတ်ရင်တော့80%ရာခိုင်နှုန်းလောက်ကုန်ယုံလုံးနိုင်တဲ့အတွက်တိုင်းပြည်ကရှေ့ကိုရောက်တယ်ဟဲ့လက်ရှိအစိုးရလက်ရှိ နိုင်ငံတော်စီအလားဒီဒီဘုံချုပ်မကြီးအစိုးရအနေနဲ့ကသူ့အနေနဲ့တိုင်းပြည်ကိုတိုးတက်အောင်ဟုတ်လားအခုဘုန်းကြီးဆိုရင်ဟိုကျွန်တော်တို့ဗာလေဘယ်လောက်ယူတမလားဆိုပြောသွားတယ်ခမားလောက်အလုတ်လုတ်တဲ့ခေါင်းဆောင်မျိုးကျွန်တော်ဘယ်တော့မှမတွေ့ဘူးလို့ဒီလောက်ထိပြောသွားတာရှိနေမညာမှာအလုတ်လုတ်တယ်ဒီနေ့ဟလာမန္တလေးရောက်နေပြီဆိုနောက်နေ့ကြလို့ရှိရင်ဟလာဟောအရာဝတန်းရောက်နေပြန်နောက်ပြီးလို့ရှိရင်ရန်ကုန်ရောက်နေပြန်ဒီလောက်ထိအလုတ်လုတ်ပြီမယ်တိုင်းပြည်ကဘာကြောင့်ရှေ့မရောက်တာနိုင်ငံတကာဖိအားတွေအဓိကအဖြစ်တော့စီးပွားရေးပိတ်ဆို့မှု နိုင်ငံတကာဆက်ဆံရေးဖိတ်ဆို့မှုဟုတ်လားအများကြီးပေါ့ဗျာဟုတ်လားငွေကြေးရဟိုဘလိုကောင်လဲဖိတ်ဆို့မှုဒါတွေကြုံနေရလို့ကျွန်တော်တို့တိုင်းပြည်ရှေ့မရောက်တာနော်စ조사မှုကတော့100%ရှိတယ်နော်အစိုးရအဖွဲ့အစည်းအဲဒါကြောင့်ကျွန်တော်ပြောချင်တာဘာလဲဆိုတော့တစ်ဖက်မှာရှိနေတဲ့ဂျင်းကြီးပေါ့ဗျာဟုတ်လားတိုင်းပြည်ကိုဖျက်နေတယ်လို့တိုင်းပြည်ကိုဟုတ်လားစင်းရအောင်လုပ်နေတယ်ဒီလိုမဟုတ်ဘူးတပြည်ပြည်သူတွေအနေနဲ့ဒါကိုလည်းရှင်းရှင်းလင်းလင်းသိထားဖို့လိုတယ်ကျွန်တော်ပြောချင်တာနော်ဒါကြောင့်မလို့ကျွန်တော်တို့ကဝန်တန်းနေအနေနဲ့ကမိမိဟာ တိုင်းပြည်ကိုအလုပ်ကြွေးပြုတယ်ဆိုတဲ့ကောင်းဟောင်းအများနဲ့ကောင်းလဲထင်ရတယ်။ဒါပေမဲ့အစိုးရရဲ့ policy အတိုင်းပေါ့ကိုလို့ကျွန်တော်ကျွန်တော်တို့ကတိုင်းပြည်ကိုအလုပ်ကြွေးပြုချင်တယ်ဗျာ။ဒါပေမဲ့ကျွန်တော်စိတ်ထဲရှိရလုပ်မယ်လို့တော့မရဘူးလေကျွန်တော်ပြောချင်တာเนาะ။ဒါပြီးတော့ဒါကြောင့်မလို့ကိုတစ္ဆာဆိုထားတဲ့တစ္ဆာကိုတီးဖို့လိုတယ်လို့ကျွန်တော်ပြောချင်တာ။ဒီတစ္ဆာဆိုထားတဲ့တစ္ဆာကိုဖောက်ဖျက်တဲ့ဟာလာဒီအခုခင်တူတူလွင်ပေါ့နော်။ခင်တူတူလွင်ဟာသူ့ထက်နှိမ့်ကြတဲ့လူတွေသူ့လောက်မှပညာမတတ်တဲ့သူတွေ သူ့လောက်မှဟလာလူလိုသူလိုမနေခဲ့ရတဲ့လူတွေရဲ့တရွတ်တိုက်ဆွဲခေါ်သွားတာကိုခံခဲ့ရတယ်တရွတ်တိုက်ဆွဲခေါ်ရတာဘလောက်ထိသိက္ခာမဲလဲခင်ဗျာစဉ်းစားကြည့်တိုင်းပြည်ထဲမှာနေအုပ်ချုပ်မှုရန်ရအောင်မှနေရင်တရားဥပဒေစိုးမိုးမှုအောက်မှနေရင်သူဟာဒီလိုဖြစ်เสียအကြောင်းမရှိဘူးတော့ဒီလိုဖြစ်เสียအကြောင်းမရှိကျွန်တော်တို့အဲ့ဗီဒီယိုကိုကြည့်လိုက်ရတယ်ဟုတ်လားအတင်းဆွဲတယ်အတင်းဆွဲပြီးတော့ဟုတ်လားအော်ဘလူးခေါ်မလဲဟိုလက်ထိတ်ခတ်တယ်ပြီးတော့လေးယောက်မှပြီးတော့ခေါ်သွားတယ်ဒီဆရာမတို့တက်ပြစ်မှာ အညူကြီးကတက်ပြစ်မှာကျွန်တော်ဒီလောက်မတက်ရင်တော့အ ਨੇ ဆုံးတော့လူမဆန်စွာရိုက်ရိုက်နဲ့ညှိမှန်းတာခံရလိမ့်မယ်ခံရလိမ့်မယ်ဒီပကဖားတို့ပလာဖားတို့ဘာလို့ဆိုတာရသမားတွေကြီးပဲဘိန်းစားတွေကြီးကျွန်တော်ပြောပြရကျွန်တော်ပြောရင်ဒါကြောင့်မလို့ဒါဟာပြောရရင်တော့တမိုင်းမတိခဲ့လို့ဒီမိန်းမကအရယ်အရောကိုတဲ့လေတဲ့လူတွေရဲ့နှိမ့်ဆက်ညှိမှန်းတာကိုခံရမှာပေါ့ဗျာဒါပဲရှိတာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကတစ်ကတမိုင်းတိဖို့လူတွေလို့နော်ဒါလေးကိုပြောခြင်းတယ်ဒါလို့ပြောခြင်းအဲ့တော့ ်တစ္ဆာဖောက်တဲ့ဝန်ထမ်းတွေတစ္ဆာဖောက်ပြတဲ့ဝန်ထမ်းတွေရဲ့တွားရလမ်းဟာတမိုင်းကြောင်းမှလည်းကြီးလိုက်ဒီဒလမ်းပဲရှိတယ်လို့နော်ကျွန်တော်ပြောချင်ပါဒါပဲနော်